ခုနှစ်ရသားသမီးများအားလုံးမင်္ဂလာပါကျွန်တော်တို့လူမာကိုစောင်းနဲ့ဆိုတာရှိတယ်ကိုယ်ကိုဆောက်ရှောက်တဲ့ပုဂ္ဂိုလ်ဆိုတာရှိတယ်တမာဒီဝ၎င်းနဲ့မြတ်တွေဆိုတာရှိပါတယ်ပဋ္ဌာန်းဆက်ရှိတဲ့ကိုယ်ကိုကူညီခြင်းတဲ့သူတွေလည်းရှိတယ်ဒါကလူတိုင်းလူတိုင်းမှာဖြစ်တယ်အဲ့တော့ကိုစောင်းနဲ့တွေမကတ်တော့ဘူးကိုဘာပဲလှုပ်လှုပ်မဖြစ်ဘူးလူကကံဉာဏ်ဝိရိယသုံးချက်အားကောင်းဖို့လေလို့လို့ စောက်ရှောက်တဲ့ပုံကိုလေးတွေကိုယ်စောက်ရှောက်ရှိတယ်ဆိုရင်ပိုကောင်းတယ်အဲ့တော့မကပ်ဘူးကိုယ်ဆောင်နဲ့ကိုယ်စောက်ရှောက်တဲ့ပုံကိုတွေမကပ်ဘူးဆိုရင်နံပါတ်1ဒီခန္ဓာကိုယ်ကြီးဒီအမြဲတမ်းပူတဲ့စိတ်တွေတွေးနေတာအပူရုပ်ဒီခန္ဓာကိုယ်ကြီးကအပူရုပ်ဖြစ်နေလို့ရှိရင်ကိုယ်ဆောင်နဲ့မကပ်ပါဘူးနောက်ပြီးတော့သူတို့ဘာပေါ်မကောင်းကြံတဲ့အချိန်ကိုယ်ဆောင်နဲ့မကပ်ဘူးနောက်သူတို့ဘာပေါ်ကိုမဟုတ်တာလုပ်ဖို့အမြဲတမ်းကြံစီနေတဲ့သူကိုယ်ဆောင်နဲ့လုံးဝမကပ်ပါဘူးဆိုတော့ကိုယ်ဆောင်နဲ့ဒီကပ်မှ ဟလာကိုကိုကိုလုတ်တဲ့အလုပ်တွေပို့ပြီးတော့အဆင်ပြေချုံးမိမှဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်1ဒီခုနပြောတဲ့အတိုင်းပဲကိုစောင်းနဲ့ကတ်အောင်ဒီခန္ဓာကိုယ်ကြီးကအပူတွေမတွင်းနဲ့မနေ့ကငါတော့ပတ်စံနေပေးရတော့မှာပဲတပတ်ခါငါတော့သူများကိုဘာတွေလုတ်ပေးရအောင်မယ်အကျွေးတွေပေးရမယ်ကုနော်အလုပ်တွေပြနေတယ်စသဖြင့်ဟိုစိတ်ညစ်တဲ့အရာတွေဒီခန္ဓာကိုယ်ကြီးကအများနဲ့စိတ်ညစ်တာတွေမတွေးဘဲနဲ့ကောင်းတာများများတွေ့လို့ရှိရင်ကိုစောင်းနဲ့တရားပေါ်ကတ်ပါတယ် အဲ့တော့လူတယောက်မှာကြီးပွားခြင်းချမ်းသာခြင်းအောင်မြင်ခြင်းဆိုတာဒီခန္ဓာကိုယ်ကြီးနဲ့လည်းဆိုင်ပါတယ်အဲ့တော့စိတ်ညစ်တာတွေမတွေးဘဲနဲ့ကောင်းတာတွေများများတွေးရင်ကောင်းတာတွေများများလုပ်ရင်သူတို့ဘဘကိုကြီးခြင်းတဲ့စိတ်သူတို့ဘဘကိုဆောက်ရှောက်ခြင်းတဲ့စိတ်ပေးခြင်းကမ်းခြင်းတဲ့စိတ်ရှိတော်သူများအားလုံးဒီတေကြာဘောက်ကူဆောင်နဲ့ကပ်ပါတယ်အောင်မြင်မှုတွေကြီးပွားချမ်းသာမှုတွေဟာအဲ့ဒီမှာအလိုလိုရောက်လာပါလိမ့်မယ်အဲ့တော့ကိုတွေးတဲ့အရာ မှန်တယ်များအားလုံးဟလာ ကောင်းတာများများတွေ့ပြီးကောင်းတာလှုပ်ဆောင်ခြင်းအားဖြင့်ဟာလာကိုလှုပ်ခြင်းနဲ့ဆန္ဒတွေအားလုံးပြီးွားပါတယ်ဆိုတဲ့အကြောင်းကိုစကားလက်ဆောင်ပေးလိုက်ပါတယ်ခင်ဗျာ